ရသပန်ဟုတ်မင်းငါကောင်းမလေးလုံးလားအော်အခုကရေးစားစကားပြောလိုက်တာလိုက်ဟုတ်တယ်လေဟုတ်တယ်ဟုတ်တယ်ဒါဒီဒေဒါမှချစ်ဘွားမပါခဲ့ဘူးဆိုပြီးပြောနေကွန်မန့်တွေတွေ့နေအဲတနေ့ရလိုသွားတယ်ချစ်ဘွားကအဲ့ကြောင့်လည်းဟုတ်တယ်ကိုနည်းနည်းလိုသွားရေးဖို့နည်းနည်းလိုသွားတော့ကြည့်ရအောင်အဲစစ်မှန်နေရောအာဟာ ဒီနေ့ကတော့ဒါဘုံခုရိုက်ကူးထားတဲ့ရာသက်ပံငါးကောင်မလေးဆိုတော့ဒါရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်ဒါဒီနေ့ကတော့ဒါ forever night show ပေါ့ဒါကိုရဲ့ဒီချစ်ခင်ရတဲ့အမှုပညာရှင်တွေနဲ့အတူတူချိန်မဲ့ပွဲလေးပါမိပါရီလာယူနေရတယ်ဟမ်မင်းယူခြင်းငါရဲ့အရေးရောပြင်ပေါ့မှာတွားယူမင်းနာမှာပဲယူခြင်းနေဆိုရင်ရောဒါဒီကားကဘုံကိုမြင်နေじゃ အပုံစံနဲ့မတူတဲ့ဒါနောက်ထပ်ဟိုဇာကားတစ်ခုပါအဲဒီထဲမှာအရန်မပြောလို့ဆိုလောင်နေလောင်နေလို့ပြောနေကြလို့အခုဒီကားထဲမှာဆောင်းကတ်ရမယ်ခါအခန်းနေအများကြီးထည့်ရိုက်ထားဟုတ်ဆောင်းလည်းကတ်ရမယ်လောင်လည်းလောင်ရမယ်အာကြည့်ကြည့်လိုက်လေကြည့်ကြည့်လိုက်တကယ်မင်းသားကလည်းအေးချမ်းမအောင်ဆိုတော့အာကြည့်ကြည့်လိုက် အရင်အရင်ချစ်ခိုင်းတာအရင်ဒါအပြင်လောကမှာလဲဒါရှိနေကြပါဘောနော်အသေးအဖြူလေးဆိုလို့ရှင်ဒါဖြူစင်တဲ့တငယ်ချင်းပေါ့နော်အဲအဲ့တော့ဖြူစင်တဲ့တငယ်ချင်းလားဒါမှမဟုတ်ခါကွေးနဲ့ချင်းတာလားခါငယ်နဲ့ချင်းတာလားဆိုတော့ဒါယုံထဲမှာလာကြည့်ကြည့်လိုက်ပါလို့ဟုတ်တငယ်ချင်း ဟျူစတန်လို့ဟျူစတန်လို့အဲ့ဒီကတော့ဘယ်လိုပြောမလဲဒါအပြစ်မှလည်းဟိုလူငယ်တိုင်းဖြစ်နေကြအဝါပဲလေအဲကိုရီဆိုလို့ရှိရင်အဲဒီလို emoji ပါရတာစိတ်ခံစားချက်ရှိနေလို့အဲအသေးဘာយ៉ាងလေးဆိုဘယ်လိုဆိုတော့အဲဒါဒါလူငယ်တွေကြားမှာ trend ဖြစ်နေတဲ့အားတခုကိုဒါဟိုနေအပြစ်မှလည်းသုံးတယ်လို့မျိုးဒါဘုံတို့လည်းဒါတကယ်ထက်သုံးလိုက်တာပေါ့နော်ရုပ်ရှင်ထဲမှာဟုတ်နင်းလေးရဲ့စက်တမ်းများ သူကဗျာများမှာမဟုတ်ဘူးဒီမှာကသူကသူကသူက one way သူတယောက်တည်းဟိုလဲဆိုဆွဆွမြင်းမြင်းချစ်မှာအဲနောက်ပြီးတော့ထူးခြားတာကဒီကားမှာရွှေသမီးကိုပရိသတ်တွေတခါမှမမြင်ဘူးတဲ့ item ပုံစံမျိုးနဲ့မြင်ရမှာပေါ့နော်အဓိကကတော့ဘယ်လိုပြောမလဲဘုံတို့ကဒါဟိုပေါ့နော်သူ့ရဲ့ဒီဇက်ကောင်အပေါ်ဒီရဲ့ဇလန်းအပေါ်မူတည်ပြီးတော့ item တွေကချိန်ရတာပေါ့နော်ဒီကားဆိုလို့ရှိရင်လဲဒါဘုံတို့အဲ romance drama ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုသူတို့ဒီဒီချစ်သူနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက် chemistry မိအောင်လို့ဒါဘုံတို့တေချာလေးအဲ time နဲ့ပြီးသွားလို့ရှိရင် င်ဘုံမရမချင်းဘုံလိုချင်တဲ့ item မရမချင်းကိုနော်ဖောရောအေဂျင့်မောင်ရောနှစ်ယောက်စလုံးကိုဒါဘုံရအောင်တွန်းတွန်းခဲ့တာပေါ့တို့ရအောင်တို့တည်အောင် Hey ဘာလို့တချင်းကိုပိတ်လိုက်တာလဲဘုံဘာလို့လိုင်းတော့ရှက်နေရလဲမင်းတို့ရမ်းစိတ်ဆိုးနေတာတို့သိပါတယ် အဲ romance ကအမှန်ကတော့လေဒါဘုံကဟိုဇက်ကားအနေနဲ့ဒါတိတ်မရိုက်ဖြစ်တာပါဘုံအရင်ဝတ္ထုစာအုပ်တွေရေးတဲ့အချိန်တော့ဘုံလဲတခိတခါရုခဲ့မှုပါတယ်တခိတခါရုခဲ့မှုတယ်ဆိုတော့အခုဒီဟာလေးကဒါဘုံရဲ့အရင်တော့စာဖတ်ပရိသတ်တွေလည်းပြန်ပြီးတော့ဒါဒီကားလေးကိုကြည့်အော်အရင်တော့ကဒါမဲမုံရေးခဲ့တဲ့ဇလန်းလေးတွေလိုမျိုးပဲရိုးတယ်ဆိုတော့ခန်းစားချက်လေးရမှာပါဒီကားကိုကြည့်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဒါဒီဒေဒါမှခြေဘွားမပါခဲ့ဘူးဆိုပြီးပြောတယ်ကွန်မန့်တွေတွေ့နေအဲ့တော့တနေ့ရလိုသွားတယ် အဲ့ကြောင့်ဟုတ်တယ်ကိုနည်းနည်းလိုပါရေဖို့နည်းနည်းလိုပါတော်ပြီရအောင်အဲစစ်မှန်နေရောအာဟာ ။မလဲလုံးဝဟိုအဲ့လို romance scene လေးဆိုရင်ဘုံတို့အဲ့လိုជីជីနူးနူးလေးနဲ့တရှုတင်လုံးတယ်မလားအဲ့လိုပြုံးပြီးတော့သူတို့ချက်တာကိုအဲ့လိုជីနေជីနေကြရတယ်ပေါ့နော်။အဲ့လိုမျိုးပဲအဲ့လိုလောင်တဲ့ cinema ဆိုလို့ရှင်လဲကိုရီအမအာလုံးဝ excited တွေဖြစ်ပြီးတော့အဲ့လိုမျိုးလောင်လို့တေချာသူတို့တွေလည်းဟိုဘယ်လိုပြောမလဲစိတ်နှက်ပြီးတော့ဒါအဘုံပြောနေကြလို့ပဲတင်းမောရှိရှိနဲ့အလုံးလုံးကြာဖြစ်တဲ့တို့ကြောင့်မလို့ဒီကားလေးကလည်းတခုဒါပြိတ်သက်ရှိကိုချပြတဲ့အခါမှာအပြိတ်သက်တွေကြိုက်နှက်တတ်မယ်လို့ယုံကြည်ပါတယ်ဟုတ်ဖြစ်ပေါ်တဲ့ချက်ကို 那一下一盖屋，我觉得那一个屋我咱们老有勇气 ဟုတ်အချက်ကအချက်ကရှိပါတယ်စိတ်ကရှိပါတယ်တယောက်နဲ့တယောက်ဟုတ်ကဲဟိုစိတ်ခံစားချက်တွေခံယူချက်တွေမတူညီတာပေါ့နော်လူတိုင်းမှာတော့ဒါချက်ချင်းပုံစံမျိုးစုံရှိပါတယ်အဲ့တော့ကိုရထားတဲ့ကိုရဲ့ဒီပါတနာတွေနဲ့အဖယ်သက်ဆိုင်တာပေါ့နော်ကိုပါတနာကကိုအများများချစ်ရင်ကိုရန်အချက်ခံရတယ်ပေါ့တိတ်မချစ်ရင်တော့အချက်မခံရဘူးဒါအခုဘုံတို့ဒီအခုလာမဲ့၁၄ရက်နေ့မှာစပြီးတော့ရုံတင်มาတော့မယ်အဲအဲ့မှာကြည့်ပြီးတော့ဘယ်လောက်ထိယူသွတ်ကြမလဲအချက်ကိုဘယ်လောက်အချက်ကြမ်းကြမ်းနေမြင်ရမလဲဆိုတဲ့အာဟု ရုံထဲကိုလာကြည့်ဖို့အတွက်ဘုံဖိတ်ခေါ်ပါရှင့်အဲ့ဒီမှာဒါရွှေသမီးပေါ့ဟုတ်လူကောင်းလေးနဲ့မိမိလာရတော့တော်တော်လေးကိုလည်းပေါက်နေရဟုတ် ြောပြပါဦးသူ့ဘာလို့တချင်းနေဆိုခိုင်းတာအဲဒီကားထဲမှာဒူးကြဆက်တခုဟာအဲရွှေသမီးရောအေးချမ်းမောင်ရောနော်ဖောရောမဖူးဆောင်ရောအကုန်ဇောင်းဝင်တဲ့ချက်ဆိုတာတဲ့မကြခင်ယုံထဲမှာကြည့်လို့ရှိရင်တို့ရဲ့အတန်တွေကိုတေချာနားထောင်ရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတို့လည်းဒါကတို့ရဲ့ဟိုမေဂျာဘာသာရဲ့မဟုတ်ဘူးပေါ့နော်အဲ့တော့မေဂျာမဟုတ်တဲ့အတွက်ကြောင့်မလို့တို့တို့ဒီလေဒီပေါ့နော်ဒီဇောင်းဝင်တဲ့ချက်ကိုဆိုတဲ့အချိန်မှာအဲတအားကိုစူးစမ်းအထောက်ရတယ်ပေါ့နော်ဒီဟိုဒီမူရင်းအဆိုရှင်ကြီးတွေကတကယ်ကိုဟိုဘယ်လိုပြောမလဲတပါရင်ဝိုင်းရဲ့တကယ်ကိုကောင်းပြီးသားအဆို တော်ကြီးရဲ့တချင်းအောင်ပြန်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုယ်တိုင်လည်းအဲစိတ်လှရှားမှုအဲမိပါမလားမိတာတော့မမိနိုင်ပါဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့နော်စိတ်ပူမှုတွေရှိတာပေါ့အဲ့တော့သူတို့တွေလည်းဒါအဲဘယ်လိုပြောမလဲသူတို့ရဲ့အမှုပညာကိုထပ်ပြီးတော့ဒါ polish ထပ်တင်တဲ့အနေနဲ့သူတို့တွေအကုန်လုံးဒါဘုံပြောတဲ့အတိုင်းသူတို့လုပ်ပေးကြရအောင်အပေါ်တန်ပေါ်တန်ကျူတာသူကလုံးဝ bluetooth box ဖွင့်ပြီးတော့ကျူးချပလိုက်တယ် achievement. ိုက်ခါရမ်းမတရားဖြစ်တယ်ရိုက်မယ်တဲလိုက်တာနဲ့မိုးကထထရွာလို့ရိုက်ကိုမရရအဲ့နဲ့ဘုံတို့ရွေးထားတဲ့ location ကတခုပေါ့နော်ဒါပေမဲ့ဘလုံးမအောင်အဆင်မပြေတော့လို့အဲဟိုနေဘယ်လိုပြောမလဲရှိတဲ့နေရာပေါ်မှာအကောင်းဆုံးဘုံတို့ရိုက်ကူးခဲ့တာပေါ့ဒါပေမဲ့တကယ်ကြီးလိုက်တဲ့အခါကျတော့လေ reset ကဘုံအရင်ရွေးထားတဲ့နေရာဆိုရင်တော့မှဒီလောက်ကောင်းကျင်မှာကောင်းမှာပေါ့နော်အခုကျတော့သူ့ဟာလေးနဲ့သူအချိတ်ဆက်မိပြီးတော့ပို့ပြီးကြည့်လို့ကောင်းပါတယ်အဲသူတို့ကအစားတော့ကတော့ဟိုဘယ်လိုပြောမလဲဇာတ်ဝင်သချင်းအကုန်လုံးဆိုကြမယ်ဆိုပြီးတိုင်ပင်တဲ့အခါကျတော့ဟိုတယောက်မှမငင်းပါဘူးဒါပေမဲ့နည်းနည်းလေးစိတ်ပူတာတော့ရှိပါပါ ပေါ့နော်ဟိုဖြစ်မှဖြစ်ပါမလားဆိုပြီးတော့အဲကျွန်တော်ကတော့အကုန်လုံးအဆင်ပြေတယ်အားလုံးဘုံတို့အဲသချင်းသွားပြီးတော့ twin တော့လဲဒါတရက်သေးမှာပဲအကုန်လုံးတဖွဲ့လုံးကြီးပေါ့နော်အဲ့လိုဟိုနဲ့တစုတစည်းနဲ့ဆိုကြတာပေါ့ဟုတ်